င်္ဂလာပါရှင်မြစမိုင်းတူရီရဲ့ Talk Season ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။အာဒီတစ်ပတ်မှာတော့ဒီအာ DNL ကဒီမိုးကုန်းနဲ့မိုးမိတ်ကနေပြီးတော့တက်ဆုပ်ရမယ့်အနေထားနဲ့ပတ်သက်ပြီးတော့ကျန်တဲ့ဒီစစ်မျက်နှာပြင်တွေမှာဘာတွေဆက်ရှိလာနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားဖို့အတွက်ရွေးချယ်ထားပါတယ်။ဆိုတော့မင်္ဂလာပါဆရာရှင်။ဟုတ်ကဲ့မင်္ဂလာပါဗျ။အဲဆိုတော့ခုနကပြောသလိုပေါ့နော်ဒီတရုတ်ဂျောင်းဝင်မှုနဲ့ DNL ကမိုးမိတ်ကမိုးမိတ်နဲ့မိုးကုတ်ကနေတက်ဆုပ်ရတော့မှာပေါ့လေ အဲဆိုတော့တကယ်လို့ပေါ့လေမိုးဘုတ်ကိုဒီစစ်ကော်မရှင်တက်ကဝင်လာမယ်ဆိုလို့ရှိရင်အရင်ဒီ MNDAA တုန်းကလိုမျိုးဟိုလာရှိုးလိုဖြစ်လာနိုင်မလားပေါ့နော်ပြီးတော့တစ်ဖက်မှာလည်းဒီလက်ရှိအချိန်ထိပေါ့လေဒီမနက်ထိမေးထားတာကဒီမိုးဘုတ်မှာ PDF ဖက်ကဖားတွေကရှိနေစေဖြစ်တယ်အဲဆိုတော့ဒီမိုးဘုတ်ကံကြမ္မာကဘယ်လိုမျိုးဆက်ဖြစ်လာနိုင်မလဲအောက်တိုဘာ29ရက်နေ့ရက်ကစပြီးတော့နှစ်ဖက်တက်တွေကရောက်တဲ့နေရာကနေပြီးတော့အပြစ်ခတ်ရက်ပေါ့ပေါ့နော်နောက်ပြီးရင် တအန်ပလောင် TNL အနေနဲ့တိန်းထားတဲ့မိုးကုတ်နဲ့မိုးမိတ်ကိုပြန်ပေးမယ်ဆိုတော့ပြန်သူတို့အဲ့ရနေဆွန့်လွတ်မယ်လို့ကြေညာခဲ့တာပေါ့နော်။ဒါဘယ်ရဖြစ်လာလဲဆိုတော့10 20ခွန်စစ်စင်ရေနှစ်နှစ်ပြည့်တဲ့အောက်တိုဘာ28နဲ့28ရက်နေ့မှာတရုတ်နိုင်ငံကုမင်းမြို့မှာစစ်ကော်မရှင်ဘက်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ TNL ဘက်ကဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြတို့ဦးဆောင်တဲ့အပွဲဒါ၉ချိန်မြောက် ဒီတွေးဆမှုကနေပြီးတော့ဖြစ်လာအဲ့တော့ပြောရရင်ဒီမျိုးနှစ်မျိုးလုံးမမိုးကုတ်ကမိုးမိတ်ကသူကစီရရ view ဟာကြတယ်เนาะမိုးကုတ်ဆိုရင်စီးပွားရေးရလည်းအင်တာမအရေးပါတယ်အဲ့ဒါကြောင့်လဲအဲ DNA လေးကဒီလိုမျိုးမိုးကုတ်ဒီမျိုးတွေကိုစွန့်လွတ်ဖို့အတွက်ခက်ခက်ခဲခဲဆုံးဖြတ်လိုက်ရတယ်ဆိုတဲ့ဟာကိုသူတို့ပြောတာဒါနားလည်နိုင်စရာဖြစ်ပါတယ် DNA လေးကပြီးခဲ့တဲ့ဇူလိုင်လကနေစဇူလိုင်လကနေစပြီးအောက်တိုဘာလအထိပေါ့လေ နောင်ချိုကြောင်မဲ့တီပွားမျိုးတွေကိုလက်လွတ်ခဲ့ရတယ်။အခုမိုးကုတ်နဲ့မိုးမိတ်ကနေပြီးတော့စုပ်ပေးရမယ်ဆိုတော့သူ30 consist in ဒီမှာတိန်းထားခဲ့တဲ့မြို့12မြို့တွေကနမ်ဆမ်မန်တုံနမ်ခန်ကုတ်ခိုင်နမ်တူမိုင်းငော့မိုင်းလုံးအဲ့ဒီမြို့9မြို့ပဲကျန်တော့မယ်။30 consist in ဒုတိယပိုင်းကတိန်းယူထားခဲ့တဲ့မြို့တွေကို ပြန်ပေးလိုက်ရတာဖြစ်တဲ့အတွက်ဒါအခုဟိုသူဆက်ပြီးတော့ထိန်းနိုင်မှာ10 20စစ်စစ်ရပထမပိုင်းရလက်ကတိန်းတဲ့မျိုးတွေပဲရှိဆက်ရှိတော့ပြောမယ်ဆိုရင်ဒီအအဖြစ်ပြက်ကြီးက DNA လေးအတွက်ယူတတ်မယ်ဆိုရင်ပေါ့လေစီရေးနိုင်ငံရေးသင်ကန်းသာကြီးကြီးရလိုက်တာပဲနော်သူရဲ့နိုင်ငံရေးကြီးမှန်းချက်ဒီမှာလက်တွေ့ဘဝဖြစ်လာတဲ့အခါမှာမထင်မှတ်တာဖြစ်လာတဲ့အခါမှာသူကမဟာမိတ်ယော့ပြီးတော့ ရန်သူများသွားစီတတ်တာကလည်းအကြောင်းတစ်ကြောင်းတရုတ်ရဲ့ဖိအားလည်းအကြောင်းတစ်ကြောင်း နော်နောက်ပြီးတော့အုတ်ချုပ်ရည်နေမြေပြန့်လွန်လာတာလည်းအကြောင်းတစ်ကြောင်းနော်ဒါတွေကဖြစ်လာတာဒါပါတော့ဆီယုဆုတိုက်နေတဲ့သူတွေတဲ့ဘသူပဲရှုံရှုံဒါတစုံလုံးကိုတော့လာပြီးတော့ထိခိုက်တာဒီဖြစ်ပျက်ကြီးမှာထူရတခုကတော့ PNL ကဆုတ်ပေးမယ်လို့ကြေညာပြီးတဲ့နောက်မှာမိုးကုတ်ကိုတိန်တော့ပါခဲ့တဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ Tribeview ဟာ Mogo View ဟာအညာ View ဟာမန္တလေး PDF Mogo Pakapa တွေနော်ဒီအဖွဲ့တွေဟာမိုးဒီမျိုးကို အစွမ်းကုန်ကာကွယ်ပေးမယ်လို့ကြေညာတာတွေ့ရတယ်မန္တလေး PDF ကဆိုရင်မန္တလေးတိုင်းနဲ့တိုင်းထားတဲ့ဒေသတွေကိုဆက်ပြီးတော့ကာကွယ်ဖို့ဆိုပြီးတော့တပ်သားတစ်တီပါ ခေါ်ယူပြီးတော့နောက်မြင်းညာ Black Tiger MPD လို့အဖွဲ့ဟာလည်းဒီမိုးကုတ်မျိုးကိုဆက်ထိန်တဲ့ စက်ထိန်မှုအတွက်အားဖြစ်ကူညီပါမယ်လို့လို့ထုတ်ပြောထားတာတွေ့ရ။အဲတော့အချိန်နေတစ်ခုလောက်တော့မိုးကုတ်ကိုတော့လာရှိုးလို့အလွယ်မပေးရလေအောင်ဒေါ်လာရင်းအဖွဲ့တွေစူးစမ်းကြမဲ့အနေထားလို့မြင်တယ်။လက်တလောမှာအကျူချမ်းပြောလို့ပဲ DNA လေးေတပ်ဖွဲ့တွေကတဖြည်းဖြည်းချင်းဆုတ်ခွာနေပြီးတော့ PDF တွေအဲစာတို့ဝင်ရောက်လာတဲ့အနေထားလို့ထင်တယ်။မိုးကုတ်ရဲ့အုတ်ချုပ်ကြီးကလည်းဒါဒီဒီတပ်စ်တွေနဲ့ ပဲ PDF တွေနဲ့စီမံမဲ့သဘောလက်ရှိချိန်ထိတော့မြို့နေလူလူရဲ့အနေဒါပုံမှန်လက်ပတ်မှုရှိနေသေးတယ်အဲ့တော့အချိန်တွေကလာရှိုးကိုအလွဲပြောင်းလုပ်တယ်လုပ်တယ်လို့အဲ့လိုပုံစံမဟုတ်ပဲနဲ့ဒီစစ်ကော်မရှင်ကို Okay မင်းသိမ့်နိုင်သိမ့်မော့ဆိုတဲ့သဘောဖြစ်တယ်တရုတ်ကလည်းဒီကိစ္စမှာတော့ဒီမြို့ဘသူတွေထိမ့်မဲ့ဘသူတွေသိမ့်မဲ့ဆိုတဲ့ကိစ္စမှာတော့ ဝင်ပါတဲ့အနေအထားမတွေ့ရဘူး။မြေပြင်တပ်အနေအထားတွေကြည့်ရင်စစ်ကော်မရှင်တပ်ကမိုးကုတ်ရဲ့တောင်ဘက်နဲ့အရှေ့တောင်ဘက်ကဒီပြင်ဦးလွင်နောင်ချိုကြောင်မဲ့တီဘောဒီတကြောပေါ့အတန်းလိုက်သူထိန်ချုပ်တာတယ်။ TNL ကမိုးကုတ်ရဲ့အရှေ့ဘက်နဲ့မြောက်ဘက်တကွင်ထိန်ချုပ်တာတယ်။မိုးကုတ်အနောက်ဘက်အေယာဝရီမြို့တလျှောက်ပေါ့နော်မြို့တွေကြည့်လို့မတရားစင်ကူတပိတ်ချင်းဒီဒီမှာ မန္တလေး PDF ပါဝင်ဒေတာက PDF တွေနဲ့စစ်ဒီစစ်ကော်မရှင်တက်တည်ထိန်းချုပ်မှုအပြိုင်ဖြစ်နေတယ်နေရာတချို့ကိုစစ်ကော်မရှင်ထိန်းပြီးတော့နေရာအတော်များများကိုနေရီပေါ့လေအဲ့ဒီဟာကိုဒီဒေတာကအာတပ်ဖွဲ့တွေကကာကွယ်တက်တည်ဒေါ်လာင်းတက်တည်ကနေပြီးတော့ထိန်းထားတာရှိတယ်အဲ့တော့စစ်ကော်မရှင်တပ်အနေနဲ့သူရဲ့စီးရီမှန်ကြရ AR မျိုးတစ်လျှောက်သူဆုံးရှုံးထားတဲ့နယ်မြေတွေပြန်ရဖို့ ူအပြေးဝပြန်ထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့ဒေါ်လိုင်းတက်တီဆိုးမှုထားတဲ့နယ်မြေမှာလေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီးတော့နှောက်ရတာတွေတွေ့ရမိုးကုတ်ကိုရသွားရင်တော့စစ်ကော်မရှင်အတွက်စီရေးအပြင်စီးပွားရေးအသက်ရှူပေါက်ဂေပေါက်ဖြစ်တဲ့အခါကျတော့မိုးကုတ်သိမ်းနိုင်ရင်သူဖိပြီးတော့ဟောရှားသမျှအင်အားနဲ့အဲလောက်စစ်ကြောင်းထိုးတာတွေ့ရတယ်ပြင်ဦးလေးနောင်ချိုဘက်ကနေစစ်ကြောင်းတကြောင်မန်လေးတပိတ်ကြီးမိုးကုတ်လမ်းအဲ ဖော်တော်လန်းဆောင်ကနေစစ်ကြောင်းကြောင်းထွက်နေတယ်။အဲတော့မိုးကုတ်မြို့ကာကွယ်ရေးဟာဗမာ PDF ဒေသခံ PDF ဒေါ်လာရေးတပ်ဖွဲ့တွေအတွက်ဒါစာမူးပွဲကြီးပဲ။လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး risk ကြီးတယ်။သို့တော်လည်းပဲစွန့်စားတဲ့စွန့်စားထိုက်တဲ့ကိစ္စတေးမြကြီးရှင်ရွှေတီကိစ္စပဲ။နိုင်ငံသည်ရှိသောစီရေးအတွေ့အကြုံကြီးကြီးပြင်နိုင်အနေအဆုံးနိုင်ငံရေးအကျိုးမြတ်ရံမုံငွေတောင်းတမှုတွေပါ ဖြစ်လာမိုးကုတ်ကကဘာမှာတမိုးကြီးဆုံးရူဘီနဲ့ဆဖိုင်ယာထွက်တဲ့ဒေတာဖြစ်တယ်ဥပမာဒီ2015တုန်းကဆွစ်ဇာလန်နိုင်ငံဂျနီဗာမှာလှုပ်သွားခဲ့တဲ့လေလံပွဲတစ်ခုမှာဗောလေအဲ့ဒီမှာဒီမိုးကုတ် original ဖြစ်တဲ့မိုးကုတ် original ဖြစ်တဲ့ sunrise ruby ဒီမိုးကုတ်များကြောက်25တသမ59ကာရက်ရှိအဲ့ဒါကိုလေလံတင်ရောင်းတာ30တသမ၄နှစ်တန် အဲရမုတ်ကုတ်ကြောက်တွင်းတွေကထွက်တယ်ကြောက်မြေရနာတံမိုးအတိကျပြောလို့ခက်တယ်တိကျပြောလို့မရဘူးဒါပေမဲ့တစ်နှစ်ကိုဒေါ်လာတန်းရာပေါင်းများစွာတန်ကြီးရှိမယ်လို့ပြောလို့ရအဲ့ဒီတော့ဒေတာဒီကာကွယ် ACD တွေနဲ့မိုးကုတ်မြို့ကို ထိန်းနိုင်မလားနော်ဘလောက်ကြာကြာထိန်းနိုင်မယ်ဆိုတဲ့ဟာတော့ဒါမေကွန်းကြီးပဲသို့တော့ဒေတာတခုကတော့ လာရှိုးစေအုပ်စုကအလွယ်တကူပြန်ရတယ်လို့မိုးကုတ်ကိုရမှာမဟုတ်မိုးကုတ်မျိုးနဲ့ဝင်းကျင်မှာပြင်းထန်တဲ့တိုက်ပွဲတွေတွေ့ရဖို့ရှိတယ်အဲလက်တလောပေါ့စေအုပ်စုအတွက်ကန်ဆိုးတာလားတော့မသိဘူးဒီနှစ်ဒီချိန်ဆောင်းမဝင်နဲ့ဆိုပေမဲ့လည်းဒီနှစ်ကမုံတိုင်းကြောင့်မိုးကမကုန်သေးဘူးအဲ့တော့သူ့ရဲ့အဲစစ်တပ်ရဲ့စီးကြီးမှန်ချက်အ ਨੇ သောရသပတ်နိုင်ငံတော်နောက်နေမှုဖြစ်သွားမှာ နောက်မင်းအွန်လိုင်းအတွက်ကရွက်ရွက်ောက်ပွဲကာလလို့ကြေညာထားတဲ့ချိန်မှာအာဒီဇင်ဘာမှာပေါ့လေအဲဒီဒီနိုင်နိုင်ငံတကာမှာတိုက်ပွဲသတင်းတွေမြိုင်ပြီးတော့ထွက်နေဒါသူ့အတွက်ကြီးတန်စေအဲ့တော့ तू ကတော့အရင်ပြပြတောင်ဟွန်း तू ကလှုပ်ချင်နေလားအဲတိုက်ပွဲဟိုဟိုတိမ့်ပိုက်တာမျိုးတွေလှုပ်စေချင်တာလှုပ်လှုပ်ချင်တာเนาะအခုလိုမျိုး ဟိုတိုက်ပွဲတွေကမပြီးပြတ်နိုင်သေးတာသူတို့အတွက်စိတ်နှောက်ရစိတ်နှောက်ရဖြစ်เสียဖြစ်တဲ့အနေထားပါပဲဒီမိုးကုန်းနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ဒီလက်ရှိတော့ဒီဒေသကောင်ကြီးတပ်ဖွဲ့တွေကတော့ပြင်ဆင်နေတယ်လို့ပြောကြတယ်ပေါ့နော်ဒါပေမဲ့ဒီမြို့ခံဒီနဲ့စကားပြောကြည့်တဲ့အခါမှာလဲသူတို့ကဒီမြို့ဟိုမြို့ပြတ်သွားမှာတော့တော်တော်စိတ်ပူနေကြတယ်ပေါ့လေရှောင်းဖို့တိမ်ဖို့ကလည်းအရင်တခါရှောင်းပြီးကြတဲ့ကဟိုပြန်ရှာဖို့တောင်မလွယ်တဲ့အနေထားဖြစ်နေတော့လေ ဆိုတော့နောက်တစ်ခုကကြတော့ဒီစေအုပ်စုကဒီလက်ရှိပေါ့လေသူအဓိကရင်ဆိုင်ထားရတဲ့လက်နက်ကင်တိုင်းသားလက်နက်ကင်အဖွဲ့တွေတဲကပေါ့လေဒီ TNL နဲ့ MNDO AA တို့နဲ့ဟိုအပြည့်ရထားနိုင်ပြီဆိုတဲ့အခါကျတော့ဒီကြံတဲ့ဘယ်ဒေတာတွေကိုရောသူပို့ပြီးတော့ဖိအားပေးလာနိုင်ချေရှိမလဲရှင်အမ်မန်နဲ့မိုးခုတ်ကတခြားမြို့တွေနဲ့မတူတဲ့ဟာကဥမာဗမော်လိုဗမော်လိုမြို့မိုးခုတ်ကိုစီစီညံ့ညံ့ကြည်အောင်စစ်ကောစစ်တပ်အနေနဲ့ စစ်ကောင်စီတန်နေနဲ့ပုံကျဲလို့မရဘူးအမြောက်ပြစ်လို့မရတဲ့အနေထားရှိတယ်။ဘာဖြစ်လို့သူ့ရဲ့အချိုးစည်းပွား၊ तू ကတိမ့်လာနိုင်အောင်မှအာဒီအချိုးစည်းပွားတွေမထိခိုက်အောင် तू ကလုံးဝမှာ哦တိမ်မွေ့ဘလို့ပဲဖြစ်ဖြစ်ပေါ့ဟောကျွန်တော်တို့အချင်းတွေကိုတွေ့ကြည့်ရင် DNL ကဒီအချိုးစူးတန်နဲ့အပြည့်ရလိုက်တာဖြစ်တဲ့အတွက်ရှမ်းမြောက်မှာတိုက်ပွဲပါသွားမယ်နော် DNL နဲ့ ဒီအပစ်ခတ်ရက်သဘောတူညီမှုရပြီးတဲ့နောက်နောက်ရက်အောက်တိုဘာလ29ရက်မှာပဲအဲဆေးဥစွတ်ရွေးကောက်ပွဲကျင်းညာတဲ့ခါမှာရွေးကောက်ပွဲဒုတိယပိုင်းကျင်းပမယ်မြို့နယ်တရားစင်သူထုတ်ပြန်တဲ့ပဲခူးတိုင်းရှိကြဇီကုံပေါင်းတဲ့ပေါက်ခေါင်းဗရောင်းမကွေးတိုင်းနေရာဆိုရင်မြို့တက်ငဖဲမင်းတုံးဂံကောစိတ်ဖြူစကိုင်းတိုင်းနေရာကလေးဝမင်းကင်ချောင်းဦးဘုဒ္ဓလင်အရာတော်ရေဦး နော်နောက်မန်လီမှာဆိုရင်မန်လီဘက်ကမရီယာဆင်ကူဒါတွေပါလာတာတွေ့ရရေဘူးကပြောလို့ရှိရင်အဲ့ဒီမြို့နယ်တွေကိုသူအုပ်ချုပ်ရေးနေရွေးကောက်ပွဲနိုင်နေနင်းနင်းလုံနိုင်မှုအချိန်လေးရအောင်သူတိုက်ဖို့လုပ်နော်အိုင်နာတဝိုက်ဒါဒါရှင်းလင်းရေးပေါ့သူအဲ့ဒါမျိုးတွေလုပ်သူစစ်ဒီစစ်အုပ်စုရဲ့စစ်ကော်မရှင်ရဲ့စစ်စင်ရေးစစ်ရေးကြီးမှန်ချက်တွေခွဲလိုက်ရင်သုံးစားရှိမှာတိကာ သူယူကပွဲလုံနိုင်ရေးနောက်နှစ်ကသူရဲ့စီးပွားရေးပေါ်အခွန်ကောင်းတဲ့တန်တရာထိန်ချုပ်ရေးသုံးကတော့အချုပ်ချဆိုတဲ့ဟာပေါ့ဒါတွေကတစ်ခုနဲ့တစ်ခုတီးကြလဲသူတို့ဟိုဆက်ဆက်မှုလည်းရှိတယ်အဲ့ဒီသုံးခုမှာ သူ့အတွက်အဲတေးရှင်ရအကြီးကြီးတဲ့ဟာတွေရရှိနေတာနံပါတ်3ဒီဂျူချမ်းမေကွန်ပြစ်တဲ့ DNL MMDA နဲ့ပြစ်ခတ်ရပြီးတဲ့နောက် value စရေးဖိအားပေးလာနိုင်လေနော် အဲတနည်းအားဖြင့်ဆိုရင်ရှမ်းမြောက်ရက်သွားရင်ဘယ်ဘက်ကိုဖိအားပူလာနိုင်လဲအဲ့ဒါကိုပြောရင်လောလောဆယ်မှာတော့သူရှမ်းမြောက်ကနေထွက်လို့မရသေးဘူးနော်ဒါဘယ်လိုလဲဆိုတော့ကွန်တီယန်လေးမပါပါမိမဲ့လဲ PDF နဲ့စက်တိုက်နေရမှာရှိသေးတယ်အကယ်၍များရှမ်းမြောက်ကနေသူကတတ်တချို့ထုံနှုတ်သွားနိုင်ရင်တော့စီရေးဖိအားရခိုင်နဲ့ကချင်မှာတိတိတသာသာပူလာ လေတောင်းပုံကျဲမှုတွေပို့လာနိုင်တယ်ဘာဖြစ်လို့လဲအဲ့ရလေးပြတ်သန်းမှုတွေရအဲ့ဒီရှမ်းမြောက်ကိုတွားကြံမလို့တော့နောက်တက်တီထုံထုတ်ပြီးတော့ရခိုင်တောင်ပိုင်းဆက်မနာအတွက်ပို့တာဖြစ်လာနိုင်တယ်အာရကတက်တော့အေးရလဲဒီအချင်းတွေကိုကြုံမြင်တော့သူကသူ့လူတူကိုပါသူအတိပေးတတိပေးထားရှိတယ်လေချောင်းကြီးချောင်းတိုက်ခိုက်မှုတွေပို့လာနိုင်တယ်ဆိုပြီးတော့เนาะအလားတူပဲဗမော်လက်မလွတ်ရေအေးသူဟိုဟိုအဖိအဖိလုံးမှာ ဒါကြောင့်မြမပြီးအီစစ်ပွဲတွေနဲ့ပတ်သက်ရင်ရှမ်းမြောက်ကစီးရရေးပါတယ်လို့ပြောတာ။တဆယ်နှစ်ခွန်စစ်စင်ရေးမှာတရုတ်ကသာဝင်မဆွဲ့ရင်ဝင်မတားရင်ဖိအားတွေမပေးလို့ရှိရင်စီးရေးစီးပွားဒီအီလုံညုံရင်အေအစီဘာအပီအားရတာမပေးလို့ရှိရင်နောက်ထပ်စစ်တိုင်းဌာနချုပ်တွေအသိမ်းခံရပြီးတော့မင်းအောင်လိုင်းစစ်တပ်ပြူတာပြင်မယ်မင်းအောင်လိုင်းကို တေယုတ်ကခဲပေါက်ပေးခဲ့တာအခုတော့ရှမ်းမြောက်မှာမန်လင်းလာရှိုးပြည်တော်သူလမ်းမကြီးဘွားနောင်ချိုကြောင်မဲတီဘောတို့သူပြန်ရသွားတဲ့အတွက်မင်းအောင်လိုင်ကမဟာမင်းအောင်လိုင်အတွက်မဟာဗျူဟာမြောက်အောင်ပွဲပဲဒါကြောင့်လဲအဲ့ဒီတော့သူအရက်ပျော်နေခဲ့တာတိတ်ပျော်နေခဲ့တာပြောရရင်တော့ TNL အဲ့ဒါတွေလက်လွတ်လိုက်ရတာတရုတ်ဖီအာနဲ့ MND ကလာရှိုးကိုစွန့်လွတ်လိုက်ရတဲ့အာရဲ့နောက်ဆက်တွဲပဲဒါတော့အရေးပါတဲ့ထောက်ပို့လမ်းပွင့်သွားတာ မင်းအောင်လိုင်းတက်ကမြို့တချို့ပြန်သိမ်းနိုင်တယ်အရေးပါတဲ့လမ်းမပိုင်းကြီးတွေတချို့ပြန်ထိန်းချုပ်နိုင်တာဒီဒါအာရှိလာခဲ့ပြီမဲ့လေအားနေချက်ဒီအများကြီးဖြစ်နေသေးတယ်သူရဲ့ရှင်ပြိုင်ဆိုးမိုးနယ်မြေပေါ့ contested area တွေကိုသူကအပြေးဝထိန်းချုပ်ဖို့ကြိုးစားတဲ့ဒေသတွေမှာတိုက်ပွဲရှုံးတာအင်အားပြုံးတိတာတွေဖြစ်နေအထူးသဖြင့်တော့မြေပြန့်ဒေသမြေလက်ဒေသဥမာအဖြစ်ပကိုးတိုင်း ဗရောင်းမြို့နယ်ထဲမှာဦးလက်လွတ်လိုက်ရတဲ့ကာပတ်16ရဲ့ကာကင်းဖြစ်တဲ့0.63လုံးစကန်ကိုပြန်ရဖို့သူအင်အား100လွတ်လိုက်တက်လန်သွားလိုက် နောက်တပ်အင်အား200လွတ်လိုက်တက်လန်သွားလိုက်300လွတ်လိုက်တက်လန်သွားလိုက်အဲ့ဒါမျိုးဖြစ်နောက်ပြင်မှာလည်းဒီလိုပဲမြ ாவ ရီဆစ်စင်ရေးပဲပါဝင်ပါလေတနင်္သာရီမောတောင်လမ်းကြောင်းကို ပြန်ရဖို့သူထိုးစစ်ထိုးနေတဲ့သိန်းခွန်နဲ့မောတောင်ကြမေတ္တာနဲ့ဒီဂီတာဒေတာတွေမှာသူ့ရဲ့တက်တွေအချင်းချင်းလမ်းတာတွေဖြစ်နေတယ် အဲ့တော့ဒီလွမ်းချုံပြောရရင်စေုပ်စုအနေနဲ့ကလည်းစစ်လော်ဘီတွေပြောသလိုမျိုးတွေတစ်ခုပြီးတစ်ခုပြန်သိမ်းပြီးဒေါ်လာရင်းတက်တွေမောင်းထုတ်နိုင်မယ်ဆိုတဲ့အခင်းကျင်းမျိုးဖြစ်လာဖို့ကတော့လုံးဝမရှိပါဘူးเนาะမိချောင်းကောင်းထူးတဲ့ကစားနည်းလိုပဲတစ်ခုထူးလိုက်နောက်တစ်ခုပေါ်သွားလိုက်အနေဒါကတော့အနေဆုံးရှိနေမှာစစ်မျက်နှာများနေသည်၍စစ်ကော်မရှင်တက်အနေနဲ့ဆင့်နိုင်စရာအကြောင်းမရှိเนาะရခိုင်ဆိုရင်တိတ်နောက်ကျသွားပြီဒါစေုပ်စုအတွက်ဈေးမရှိတော့ဘူးရဲ့လို့တော့ပြောလို့ရပါတယ် ဒီရခိုင်ဘက်ကနေပဲဆက်လိုက်ချင်ပါတယ်။တစ်ဆယ်နှစ်ဆောက်ကုန်ဆက်စင်ရေးမှာဆိုလို့ရှိရင်ဒီရခိုင်စစ်မျက်နှာပြန်ကအတူတူစခဲ့တဲ့စစ်မျက်နှာပြန်ပေါ့လေတလာတော့နောက်ကြတာပေါ့။နိုဗ ెంబ ာ7ရက်နေ့မှာစတာဆိုတော့အော်ဆိုတော့ဒါပေမဲ့ဒီ AA ကဒီတစ်ဆယ်နှစ်ဆောက်ကုန်စကြတဲ့ကတခါမှပြည့်ရသွားတာမရှိဘူးပေါ့နော်။ဒီချက်မြောက်မှာတော့ဒီ high gain သဘောတူညီချက်နဲ့ပတ်သက်ပြီးတော့တစ်ချက်တစ်ဖြတ်ရသွားသေးတယ်ရှိတယ်။သေးတာရှိတာပေါ့နော်။ အာဒါပေမဲ့ဒီအခုနောက်ပိုင်းမှာအဲ့ဒီရက်ခိုင်မှာဆိုလို့ရှိရင်ဒီမြို့သိန်းစခန်းသိန်းသတင်းတွေထပ်ပေါ်လေဒီဒီချောင်းတိုက်ခိုက်မှုသတင်းတွေကပို့ပြီးတော့ခက်စစ်စစ်ဖြစ်လာတာကိုတွေ့ရတယ်ပြီးတော့အစောပိုင်းဆရာပြောတဲ့အထက်မှာလည်းပါတယ်ဒီ AA ကဒီဒေတာခန်တွေမြို့ခန်တွေကိုဟိုလေချောင်းသတိပေးတာမျိုးတွေလည်းရှိလာတယ်ပေါ့လေဆိုတော့လက်ရှိဒီရက်ခိုင်ဘက်အခြေအနေကဘယ်လိုရှိသလဲရှင်ရက်ခိုင်ကအာ ကျွန်တော်တို့ဟိုတုန်းကပြောသလိုအရင်ဆုံးလွတ်မြောက်သွားနိုင်တဲ့ဒါဒေတာကြီးတစ်ခု ဖြစ်လာနိုင်ခြင်းရှိတယ်ဆိုတော့เนาะစေရေးရလဲဆိုဟိုစေအုပ်စုတက်ကဆုံးရှုံးမှုတွေကြီးတော့အဲ့တော့ရခိုင်ကိုသူဖိတာပေါ့ဟောရခိုင်မှာအင်အားထောင်ပေါင်းများစွာချီပြီးတော့သူတိုက်တာနောက်ပြီးတော့ကြီးရေလေးသုံးခုသလုံးတိုက်တာဒါမဲ့အဲ့ဒီကြားထဲကဟောရခိုင်ကဟာအောင်ပွဲတွေရခဲ့တာအခုဒီ TNL နဲ့စစ်တပ် အပစ်ခတ်ရပြီးတဲ့နောက်အောက်တိုဘာ29ကစပြီးရခိုင်မှာလေချောင်းတိုက်ခိုက်မှုတွေပိုပြီးတိုးလာရသေးတောင်းပုံကြွန်းပောက်တော့စစ်တွေကြောက်ဖြူနော်အဲ့ဒီမှာသူဟိုတိုက်ခိုက်မှုတွေလေချောင်းတိုက်ခိုက်မှုတွေလောက်တာအောက်တိုဘာ29ကနေ31အထိကို3ရက်တည်းမှာဘယ် drone တွေလက်နက်ကြီးတွေလေချောင်းတွေနဲ့တိုက်ခိုက်လို့ရခိုင်ဒေသခံတေတာ12ရောက်တည်တယ်31ရောက်ထန်ရအောင် တဖက်မှာလည်းကျွန်တော်ပြောသလို AA ကဒီလိုမျိုးကြီးမားတဲ့စီရေး pressure တွေအောက်ကနေပဲသူရေဘူးကချုပ်ပြီးပြောရင် AR မကွေးနဲ့ပကိုးတိုင်းနေမှာ သူ့ရဲ့ရခိုင်ဝင်ပေါက်ဒီနော်တွေ့ရကာထားနိုင်တဲ့အပြင်ကပ္ပစ16နဲ့3မိုင်လောက်အကွာထီကိုတိုးလာနိုင်တာဒါတကယ်အဲ remarkable uh, uh, achievement စီရေးတကယ်ချီးကျူးစရာစီရေးစွမ်းရည်ပဲ ဆျောစုတက်ကဒီမခွေးတိုင်းငဖဲနယ်ထဲမှာရှိတဲ့နတ်ကြီးကံအလီချောင်းရံကာကွယ်ပြူဟာဘုံမချဖို့အတွက်အသေးအံခုခံနေရတဲ့အနေအထားနောက်ဆုံးအဆင့်အနေအထားအချိန်ထဲမှာပဲရခိုင်မှာဆိုရင်အေးရကြောက်ဖြူဟိုဟိုထိုးစစ်ဆင်နေပြီးတော့ဆျောစုတက်ကကြီးရည်လေးတုံးခုစလုံးနဲ့ခုခံနေရအရသာတည်ဆုံးမှုတွေကတော့များတာပေါ့လေနောက်စစ်တွေမှာ အာနှစ်ဖက်ပြစ်ခတ်မှုရှိနေတော့ဒါတော့ကျွန်တော်ကထင်တာအေအာစစ်ကောင်စီတက်ကိုနောက်ကျောမလွန်အောင်လုပ်တဲ့သဘောလို့တော့သဘောလို့ပဲမြင်ပါတယ်နောက်တစ်ခုကဒီရခိုင်တို့ဟိုပြီးတော့ဒီကချင်တို့ထပ်ဆားလို့ရှိရင်ဒီအညာအညာဘက်ကအဲဒေတာကဝေးတက်တယ်မှာဆိုလို့ရှိရင်လက်နက်အင်အား ပြီးတော့လူဝင်ရပြီးတော့ဒီအရေးကြီးဆုံးကဘန္နာရေးဘန္နာရေးပေါ့နော်ဒီမှာဆိုလို့ရှိရင်တို့ဒီမှာလိုအပ်ချက်တွေတော်တော်များတယ်လို့ထင်တယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာဆိုရင်ရောဒီအညာကတက်တည်ပြီးတော့ဒီလူတို့တွေရောပေါ့လေဘယ်လိုမျိုးစိန်ခေါ်ချက်ကြီးကြီးမားမားတွေရှိနေနိုင်မလဲရှင့်တိုက်ပွဲတွေနဲ့ဒါတော်လန်ရေးမှာဟာအင်အားကြီးတဲ့အဖွဲ့တွေနေနေလဲလွယ်ကူတာမျိုးတော့မဟုတ်ဘူးနော်အင်အားကြီးရင်သူက တကယ်မြေသိမ်းတိုက်ပွဲကြီးတွေကိုလုပ်တဲ့အခါမှာအင်အားထောင်ချီပြီးလာပေါင်းများစွာကြောင်တိုက်ကြအသက်သွေးချွေးအရင်ကြီးများတယ်ဥပမာပေါ့ဗမော်တိုက်ပွဲဆိုရင်အခုဆိုရင်14လပြည့်ပြီတော်တော်ခက်တာဒါကချေရဆေးပြူကောင်းပြီးတော့နေမီကျွမ်းကျင်မှုတာနေလို့လားစစ်ကော်မရှင်တပ်က drone နေအ drone နေရလဲသူကဟိုဒေါ်လာရင်းပတ်ကတဲ့စာလို့ရှိရင်ခေမီတာပို့သုံးနိုင်တယ်နောက် ဟိုလေကြောင်းငုံဆုံမှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့သူအဲ့ဒီအตาအောက်ကနေပြီးတော့တိုက်ရတာသူ့ဘက်မှာအဲ့ဒါစိတ်တက်အင်ရမကောင်းလို့လားအာသူကအဲကြန့်ခိုင်မှုဒီစိတ်တက်မာကြောမှုကတော်လိုင်းဘက်ကတာတာတကယ်တော့ဒီຫນွေဦးတော်လိုင်းကြီးကတိုင်းသားတွေတော်တော်များများကိုစူးစီးဤစီတဲ့တော်လိုင်းကြီးပဲဗျတန်ကြည့်ရင်ကျွန်တော်တို့ကဝါရိုကိုကန်တို့ဥဆောင်မှုနဲ့အာ ရှမ်းမြောက်30 29ဖြစ်လာခဲ့တယ်เนาะနောက်အဲ့ဒါနေပြီးတော့ဒုတိယပိုင်းနောက်ဆက်လာနိုင်ခဲ့တယ်ဒီတော်လိုင်းဥဆောင်ဖွဲ့တွေ K KIA AA KNU DNL အဲ့လိုတွေနဲ့သူကအညာအင်အားစုကိုပါမြေပြတ်အင်အားစုပေါ့နော်ဒီအတက်ပညာတွေလက်နက်တွေဖြန့်လာနိုင်တယ်အော်ဒီလိုနဲ့တဖြည်းဖြည်းနဲ့အညာအင်အားစုတွေရဲ့အရေးပါမှုအပိုင်းဘက်ကိုရောက်လာအခုကိုပဲကြည့်လေမိုးကုတ်မြို့ကာကွယ်ကြီးစူးစမ်းလာနိုင်တာ နော်ဒါဒီဒီအင်အားစုတွေ2021 2022ခုနှစ်တွေမှာဒါမျိုးကစင်းအောင်မစင်းသားနိုင်တဲ့အနေထားနော်အဲ့ဒါအရွေးကြီးတွေပါဒါပေမဲ့ဒီချမ်ပီယံလိုပဲအညာအင်အားစုတွေမှာမလုံလောက်မှုတွေကြီးသေးလားကြီးတာပေါ့အခြေခံပြောရရင်တော့ခဲယံရှာပါမှုပဲလက်နက်ကင်ဒေါ်လာရေးဆိုတာအင်မတန်ငွေကုန်တာအဲ့ဒီတော့အရေးမြင့်ရှာပါမှုတွေလည်းကြုံနေရတာနောက်တနတ်ရှိပြီမဲ့ခဲယံမရှိရင် ဒါတန်တုတ်တသက်ပဲအဲ့လိုပြောအဲ့လိုပြောလို့ဒါအညာတွေမှဒီလို ရှားပါမှုမဟုတ်ကရင်ကရင်နီမွန်ပါဝင်တခြားဒေသတော်လိုင်းတပ်ဖွဲ့တွေလည်းဂျုံရတာအညာအတွက်ကရှမ်းမြောက်၁၀၂၀ကွန်စစ်စင်ရေးမှာ ပါဝင်ရင်းနဲ့လက်နဲ့ရှားပါမှုပြဿနာကိုတိုင်းနာတကူလေးဖြေရှင်းနိုင်ခဲ့တယ်เนาะ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာန NUG ဆိုရလဲဒီကိစ္စတွေမှာ အာတော့ဝေယောင်းညှိနိုင်ဘဏ္ဍာမှုဘဏ္ဍာငွေရှာဖွေးတာเนาะနောက်ပြီးတော့ဝယ်ယူဟိုလိုရအောင်လုပ်နိုင်တာမျိုးတွေဒါစွမ်းဆောင်နေတာပေါ့လေဒါပေမဲ့လဲကျွန်တော်တို့မြန်မာပြည်ကြီးကတရုတ်ရဲ့ခန်းကဏ္ဍလဲတော်ခတ်တာဗျတရုတ်ကပြုစုကလူလူနဲ့မရက်ပဲနဲ့ဆိုးဆုနဲ့သွားသွားရက်တာ2025နှစ်စကနေစပြီးတရုတ်ရဲ့ဖီအားကြောင့်တကယ်လက်နဲ့အရင်မြစ်တွေသူတို့တွေကရောက်မပေးကြတော့ဘူး 2025ဩဂုတ်လ20ရက်မှာ YouTube ရဲ့ဆရာပန်ဆန်းမျိုးတွေ့ဆုံပွဲမှာစီရီအပြင်ငွေကြေးအကူအညီကိုဘယ်ဘက်ကမှပေးတော့မှမဟုတ်ဘူးလို့ထုတ်ပြီးတော့ပြောလာတဲ့နောက်ပိုင်းလက်နဲ့ရဖို့ဆိုတာပိုခက်သွားတာအညာမှာတိုက်ပွဲဝင်နေတဲ့လူငယ်တယောက်ကကျွန်တော်ကိုပြောပြတာရှင်းလားသူတိုက်ပွဲလေးတစ်ခုပေါ့နော်အဲ့မှာជីကိုရီပြီးတော့ပြစ်ခဲ့ရတယ်တဲ့ အညာဟာမြန်မာနိုင်ငံရဲ့ဒီဘ ਹੁ မှာဘ ਹੁ ဂျပန်မှာရှိပြီးတော့သူကနေဇက်ဒေတာတွေလို့နေဇက်ကိတ်တွေလောက်စစ်စစ်လောက်ပဲရှိတာမဟုတ်ပဲမဲ့အတွင်းဂိတ်တွေအစင်းစင်းဖြတ်ရတာလမ်းကြောင်းအရှိကြီးပဲအဲ့တော့လက်နဲ့ရဖို့ခက်တယ်လို့လက်နဲ့ဈေးကလည်းနေဇက်ဈေးတဲ့စားလို့ရှိရင်နှစ်ဆသုံးဆလောက်ကိုမြင့်သွားစေုပ်စုကအညာတော်လိုင်းကြီးကိုနှိပ်ကုပ်ဖို့အတွက်နောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့မုံရခိုင်နောက် ပြူစောတီးတွေအားကောင်းတဲ့ကံဘလူကြိုင်းနောက်ပြီးတော့ငလင်းကူညီကယ်ဆယ်ရေးဒီမြေပြင်ရှင်းလင်းရေးဆိုတဲ့အကြောင်းပြချက်နဲ့ငလင်းထိခဲ့တဲ့သခိုင်းခရိုင်တမတရားတိရှိတဲ့ပခုတ်ကူခရိုင်လေဒတ်စကန်ဌာနချုပ်ရှိတဲ့အဲတမ88ရှိတဲ့မကွေးခရိုင်နောက်မန်လီတိုင်းနဲ့ကမင်းချံတမ်းမျိုးဖြစ်တဲ့မိတိလာခရိုင်ပြင်ဝူးလင်ခရိုင်နဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မန်လေးခရိုင်တို့ပဟိုပြုတ်ပြီးစစ်ကြောင်းထိုးတာလေးသူကတောက်လျှောက်လုပ်နေပြီးတော့ပါရာမော်တာဂျိုင်ရိုကော့ပတာဒရုန်းတွေနဲ့အဲအပြင်လေယာဉ်တွေနဲ့ပုံကျဲတာဖီယာရှိစီရေးဖီယာရှိစီရေးဖီယာပြင်မယ်ဩကုန်းလအလဲပိုင်းကစပြီးတော့ပုံစီစီစင်းမှုဖြတ်တောက်ရေးဒါအညာဒေတာသူလှုပ်ထားအလဲပိုင်းကိုပေါ့ဗျာနော်ပိတ်ထားတာအဲ့တော့ပုံစီနှုံနေရလဲအစမတန်တက်ပစ္စည်းတွေရလဲပြက်လက်တာတွေဖြစ်စေုပ်စုကတော့အညာကိုဒီလိုမျိုး ရရဆက်ဆက်ဖိလိုက်ဖိထားလိုက်လို့ရှိရင်အညာသားတွေအညာသူတွေလက်မြောက်သွားလိမ့်မယ်လို့ထင်ပုံရတယ်။ဒါပြန်ကြည့်ရင်အရင်ကလဲရွာလုံးကျုံမီရှုအုပ်စုလိုက်ရရဆက်ရရဆက်ဆက်တတ်တာတွေလုတ်ခဲ့တာ။အခုလဲအဲသူကစစ်ကြောင်းထိုးရင်တော့မှသူတို့အထိနာတဲ့ဒေတာတွေကပြည်သူတွေကိုအစုလိုက်ပြုံလိုက်ပေါ်တာဆွဲတာတွေနောက်အမျိုးသမီးတွေကိုဟို rape လုပ်တာတွေတပ်ဖြတ်ပစ်တာတွေလုပ်နေတာရှိတယ်။ပြီးတိတ်ပြီးမခုခံတဲ့နယ်တွေမှာဆိုရင် ရွာထဲဝင်လာပြီးတော့လူစုကိုင်းပြီးတယောက်ကိုစံနေနေနဲ့ပတ်စံနေနေအဲပြီးခဲ့ပြီးတော့သူကစီယုံရင်းစင်းတာစစ်တပ်ထိန်းချုပ်တဲ့နေမျိုးတွေဖြစ်လာရင်ဒီလိုဒေတာတွေအဲဒီလိုဒုက္ခတွေမဖြစ်တော့ဘူးနောက် PDF တွေစံကျင်ဖို့နောက်ရွက်ကပွဲကိုမဲပေးဖို့ဆိုတဲ့ဟာမျိုးတွေလောက်လာတွေ့ရဒါမဲ့လဲခြုံပြီးကြည့်လို့ရှိရင်အညာသူအညာသားတွေတော်တော်စွဲကောင်းလာတာဥတ္တိစိုးစိုးပူညွတ်တာမရှိသေးဘူးကျွန်တော်အမြင်တော့အများစုကဒီမင်းအွန်လိုင်းအုပ်စု ဟိုစေအုစုကဒုက္ခပေးလေစေအုစုကိုဟိုယုံမုံတာမျိုးဟိုလောက်တာမျိုးတော့ဖြစ်နေလားမသိပါဘူးအညာမငိမ့်တာကမင်းအောင်လိုင်းတို့အုစုအတွက်အတော်အနေရခက်တဲ့အနေသားပဲအဲ့လိုနဲ့မင်းအောင်လိုင်းအတွက်စီးရီမှန်ကြလည်းမပြည့်နိုင်ငံရေးကြီးမှန်ကြလည်းမပြည့်နဲ့မြောက်တစ်ကိုင်းလို့လို့မဲ့အကွက်တွေတောင်းဖြစ်နိုင်ယူကပွဲပြီးသွားရင် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအုပ်စုတွေပါဝင် ကိုပိုင်အုပ်ချုပ်ပြဋ္ဌာန်းခွင့်အတွက်ဖက်ဒရယ်အတွက်တောက်ဆမှုတွေကြဲကြဲလောင်လောင်ကြားရလာနိုင်ပါတယ်အဲဒီတစ်ပတ်ကအချိန်လေးပြည့်နေပြီဆိုတော့အဲဆွေးနွေးမှုကိုဒီမှာပဲညှနာချက်ပါတယ်ရှင်နောက်ပတ်တွင်မှပြန်ပြီးတော့ဆုံတွေ့ရအောင်ပါရှင် လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။